ွေဆိုင်တွေအနေနဲ့ရွှေဈေးနှုန်းအပြောင်းလဲမဖြစ်စေဖို့ရွှေဈေးကွက်တည်ငြိမ်စေဖို့အတွက်ကန်ဆမ်းမဲတွေနဲ့အလားတန်တူတဲ့ promotion စင်းတဲ့နီးလန်းတွေမပြုတ်လို့ရဘူးလို့စစ်ကော်မရှင်ကညွှန်ကြားထားတဲ့အကြောင်းရွှေလုံငန်းရှင်တူဦးကပြောပါတယ် ရန်ကုန်တိုင်းဒေသကြီးအဖိုးတန်တပ်ထုရွှေရောင်းဝယ်သူများအသင်းရဲ့ရွှေဆိုင်တွေမှာအကောင့်ထဲပေါ်ဆောင်ရွက်ရေးအရာရှိတွေခန့်အပ်ထားရမယ်ဆိုတဲ့ထုတ်ပြန်ချက်အတွင် အထပ်ပါအချက်ကိုထည့်သွင်းဖော်ပြထားတာပါဒီလိုခန့်အပ်ထားတဲ့အထောက်အထားတွေကိုလည်းရွှေဆိုင်တွေမှာထားရှိရမယ်လို့အသင်းကပြောဆိုထားပြီးဒီအရာရှိကအသင်းရဲ့သတ်မှတ်ချက်တွေကိုရွှေဆိုင်ကလိုက်နာခြင်းရှိမရှိကိုစောင့်ကြည့်ရမှာဖြစ်တယ်လို့ရွှေဆိုင်ပိုင်ရှင်တဦးကပြောပါတယ် ဒီသူတို့ချမှတ်လိုက်တဲ့အချိန်ကနေဒီဆိုင်ရလိုက်နာမလိုက်နာအတွင်းလူတွေကစစ်ဆေးပေးဖို့ပေါ့အဲ့ဒီအတွက်ကျွန်တော်တို့ဆိုင်ရသူတယောက်တင်းတန်းတက်ခါရတယ်ဆိုင်မန်နေဂျာ visit တရားရောက်သူတို့အဲ့ဒီအကောင့်ထဲအပေါ်ရာရှိတင်းတန်းလို့ရှိတယ်ဟောပြောပွဲပါပဲဒီရတော့တက်တယ်တက်ပြီးလို့သူတို့ certificate ထုတ်ပေးတာပေါ့နော်အဲ့လူကကိုယ်ဆိုင်မှာရှိနေရမယ်တစ်ဆိုင်ကိုတရားသူတို့တင်းတန်းတက်ထားတယ်မရှိလို့ရှိရင်ဒါလူကြီးကလေးလည်းမကြီးဘူးဆိုင်မှာလည်းကျွန်တော်တယောက်ခံတာလေလို့ဆိုင်ဝင်နေမန်နေဂျာပေါ့နော်ရတူကြီးကြီးတယောက်သွားပြီးတော့တက်ခိုင်းပြီးတော့ဆိုင်မှာပြန်ခံတာလေ ြောလို့ရှိရင်တို့ကဒီ chicken ကြက်တွေကတို့ဖမ်းကျင်ဆိုင်ထဲဝင်ဖမ်းလို့ရတယ်ဝင်သိမ်းလို့ရတယ်အဲ chicken ကြက်တွေထုတ်လာတာပေါ့အဲ့တော့ဒီသူသူနဲ့မကြီးရှုတယ်ပေါ့မင်းသားမင်းတွေခေါ်တာကားတွေမဲဖောက်ပေးတယ်အေးမဲဖောက်ပေးတယ်ဒါမျိုးတွေတို့လို့မရတော့ဘူးပေါ့တို့ကကျတော့ဒါမျိုးတွေလုပ်လို့ရှိရင်ဒီအပစရိယဒီဝေသူရဲ့အယောတွတ်တွေကိုသွားတယ်အဲ့တော့ပစ္စည်းတွေကပိုးစည်းကြီးလာတယ်ပေါ့နော်အားကြောင့်မစည်းတက်တယ်ပေါ့အားကြောင့် လေးတွေမတက်အောင်ဒါမျိုးတွေမလုပ်ရဘူးသူတို့တားနေတာကန်ဆယ်မဲ့လို့မရဘူးမဲတွေလို့လို့မရဘူးဒါမျိုးတွေကျွန်တော်တို့လည်းနေပြီးတော့ခေါ်ပြောတယ်ရွှေဆိုင်တွေအနေနဲ့ရောင်းအပ်အတွက်လူမှုကွန်ရက်ဆာမျက်နှာတွေမှာကြော်ညာတွေအမျိုးမျိုးပေးပြီးရောင်းချလာတာကိုလည်းအနာသိမ့်ပြီးနောက်မှာပို့ပြီးတွေ့လာရပါတယ်ဒါပြင်ရွှေဝယ်ရောင်းခြင်းနဲ့တက်ဆိုင်တဲ့ငွေကြေးလွှဲပြောင်းဆောင်ရွက်မှုတွေကိုစစ်ကော်မရှင်ရဲ့ဗဟိုဘဏ်ကထုတ်ပြန်ထားတဲ့အမိန့်ကြော်ညာစာညွှန်ကြားချက်လုံထုံးလုံနည်းတွေနဲ့အညီဆောင်ရွက်ရမယ်လို့လည်းရန်ကုန်တိုင်းဒေသကြီးအဖိုးတန်တပ်ထုရွှေရောင်းဝယ်သူများအသိစီကနေသိရပါဗျာ။ အဲ့ဒီလိုဆောင်ရွက်ရမှာစက်သိန်း100ကျော်မယ်ဆိုရင် MMQR စနစ်နဲ့ငွေပေးချေမှုပြုလုပ်ရမှာဖြစ်ပြီးစက်သိန်း1000အထက်အယောင်းဝယ်ပြုလုပ်မယ်ဆိုရင်ငွေကြေးဆိုင်ရာစုံစမ်းထောက်လှမ်းရေးအဖွဲ့ကိုမပြတ်မကွက်သတင်းပို့ရမှာပါသေးသောဖြစ်နေမလားဆိုတော့ကွာသူဆောင်ကြီးတိုင်းလုပ်မယ်ဆိုရင်တော့ဖြစ်တာပေါ့လေ။ဒါပေမဲ့တော်တော်များများသူ့တိုင်းမှမလုပ်ပဲ။ကြောင်လည်းဘလောက်ဝယ်လဲသိရအောင်ပေါ့။ဒါတွေကဘာမှမမထူတာလူတိုင်းကပြောမလဲသူဟိုလည်းပုံမှန်တိုင်းလုပ်နေကြတာပဲ။သိနေရထက်တယ်ချင်းသိနေရတယ်လို့ချင်းဒီနေ့ပေါက်စင်းနဲ့ပြောမယ်ဆိုလို့ချင်း ဟိုအားလောက်ပဲရှိတာ၊သုံးချက်လောက်ပဲရှိတာ။အဲတော့သုံးသုံးချက်တားလောက်ရောင်းဝယ်တာကိုသူတို့ MMQ နဲ့နဲ့ချေရမလို့ဖြစ်နေတာပေါ့။ဒါပေမဲ့လက်တွေ့မှာတော့မဟုတ်ပါဘူး။ရေရောအောက်လေ MMQ ကပြောရရင်စိုင်နေနဲ့ရှိတာပေါ့နော်။ရေရောအောက်သုံးလိုက်လေဒါသိမှမသိပဲ။သူတို့သိမှမသိရဘူး။ကိုယ်ပိုင်ကောင်းလည်းသုံးတယ်။ ာနာသိမ့်ပြီးနောက်ပိုင်းရွှေဈေးတွေအစမတန်မြင့်တက်လာခဲ့တာကိုစစ်တပ်ကဈေးကွက်သဘောတရားအတိုင်းမဖြည့်ရှင်းပေအာနာဇက်နဲ့ဖြည့်ရှင်းဖို့ကြိုးစားခဲ့လို့ငါးနှစ်အတွင်းအကယ်ဒမီမီးလင်းရွှေ16ပဲရဲ့တကြက်သားကို85သိန်းကျော်အထိမြင့်တက်ခဲ့ပါတယ်ဈေးကွက်တင်ငင်အောင်တော်လဲနီလန်းတွေနဲ့စ조사မှုကြောင့်အချိန်တိုင်းလိုဈေးနှုန်းတွေပြောင်းလဲမှုဒီကနေ့အထိကြုံနေရဆဲဖြစ်တယ်လို့ရွှေကုန်သေးရေးစီကသိရပါဗျ။ ဒီကနေ့နိုဝင်ဘာ29ရက်ပြင်ပရွှေဈေးကတော့အခောက်ရွှေတစ်ကျပ်သားကိုကျပ်88သိန်းဝန်းကျင်မှာရှိနေပြီး15ပဲရည်ဈေးကတော့တစ်ကျပ်သားကိုကျပ်83သိန်းဝန်းကျင်မှာရှိနေပါတယ်။ဈေးကွက်တည်ငြိမ်အောင်ရွှေဆိုင်တွေကိုတတ်မှတ်ဈေးနဲ့ရောင်းဖို့ညွှန်ကြားထားတဲ့စစ်ကော်မရှင်ဩဇာခံရန်ကုန်တိုင်းရွှေလုပ်ငန်းရှင်များအသင်းရဲ့ဒီကနေ့တတ်မှတ်ဈေးကတော့အခောက်ရွှေတစ်ကျပ်သားကိုကျပ်59သိန်း1000သာဖြစ်ပါတယ်။ ကန်ဆယ်မဲ့ကြော်ညာတွေလေပတ်ကားတွေကြောင့်ဒီလိုနီးတွေဟာရွှေဈေးကွက်ကိုမတည်ငြိမ်စေတဲ့အကြောင်းရင်းတစ်ခုဖြစ်တယ်လို့စစ်ကော်မရှင်ကယူဆထားပြီးဈေးကွက်တည်ငြိမ်အောင်အမျိုးမျိုးစည်းကမ်းချက်တွေထုတ်နေတာဟာမြေပြင်မှာအလုံးမဖြစ်ဘူးလို့လုပ်ငန်းရှင်တွေကအမှတ်ချက်ပေးပါတယ်လုံငန်းရှင်တွေကတော့စစ်ကော်မရှင်ရဲ့ကြေညာချက်တွေနဲ့စီကံချက်တွေဟာရွှေဈေးကွက်ကိုဝင်ရောက်ထိန်းချုပ်နိုင်တဲ့နီးလအမှန်တွေမဟုတ်ဘဲရွှေဈေးကွက်ကကမ္ဘာစည်းနိုင်ငံခြားငွေလဲနှုန်းနဲ့မြန်မာငွေကြေးခိုင်မာမှုတွေအပေါ်မှာသာမူတည်တယ်လို့ထောက်ပြပြောဆိုနေကြပါဗျာ။